ကျွန်တော်နာမည်ကအီဇုံမိုပါအင်းနေတော့ရင်းကြရတော့မှာပေါ့။ကြာပြောပူပြီးကြိုးစားအောင်ဝက်ရှင်ဘုရားတဲ့အခုကပညာပိုင်းလည်းပူပြီးတော့ငါအများကြီးပွာလာပြီဆိုတော့လေ။နေနေခက်ခဲအောင်ပေါ့။ဟိုငွေငင်းဆိုဆိုင်ရနေနေစိတ်နဲ့စိတ်နဲ့ဒီဆိုင်နဲ့ရောက်ချင်းဆိုတော့တစ်ခါမှလည်းတွေးမလာခဲ့ဘူးဆိုင်နဲ့မှလည်းလိုရမယ်လို့လည်းဆိုတော့နေလေခက်ခဲရရှိခဲ့။ ရှိအိမ်ကအမေရတော့တော့အဖေရတော့တိတ်ပြီးတော့မတူဘူးကနည်းကြာကြီးခွဲရမှာဆိုတော့လေနည်းရှိတယ်ဆရာရဲ့ဒီဇိုင်နာဆရာအရင်ရှိဆရာရင်ကတော့ဒီဇိုင်းဟာသူဖက်ရှင်တွေနဲ့ပုံလိုက်တယ်ပြီးတော့ရှင်ဒီမျိုးခုရှိမှာပဲအဲဆရာနဲ့အတူတူနေခဲ့ရဆိုရင်ဆိုင်နဲ့သူအဲ့လေလောက်တာခိုင်းတာရေအကုန်လုံးသဘောကျခဲ့ရပါတော့ရှင်ဘူမာကတော့ကျွန်တော်တစ်နှစ်လောက်တော့ကြာရဲ့ဟိုက တော့အားရလာတော့အားရပါတယ်ကိုယ့်ဟာကိုယ်ပဲပုံမှန်ပဲဆိုတော့လေအဲ့ဒါလည်းရှိတယ်ဒါကြောင့်ကျေးဇူးတင်ပါတယ်အခုလိုမျိုးတရားတင်ပြရပေးခဲ့တာပေါ့။ဆိုင်နာဖြစ်ဖို့ပေါ့။ကျားထဲမှာတော့တို့တင်ပြမြောက်လည်းတရားလောက်ရမယ်ပြော။အဲ့ဒီခိုင်းတဲ့ခါလည်းတရားလေးတော့ကျိုးစားသွားမှာပေါ့။နေနေပို့ပြီးတော့ဒေါ်လာကျိုးစားသွား။ ချင်းမူပိုင်းမှာတော့အလောက်ခက်ခဲတာတော့မရှိခဲ့ပါဘူးအဆင်ပြေခဲ့ရပါတယ်ကျေးဇူးပါ